တောက်ချန်နေပွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ရက်နေ့21ရက်နေ့အတွဲမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင်ပြန်မှုတွေမှာ အောင်မြင်မဲ့နေတာအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုနဲ့ကိုဝင်းခြင်းတွင်ရှိမယ်ကာလရှိကြစီးပူးလုတ်ခဲ့တဲ့လုတ်တွေကို လက်တွေကောင်းတဲ့ပေါ်ပြီးကောင်းသောရက်လက်ကိုခံစားနိုင်တယ်။ချက်ချင်းဆုံးပြတ်ပြီးရှေ့တို့လို့တာတွေအစဉ်ပြေမယ်။စိုးရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလလေးဖြစ်တယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်15ရက်နေ့ကစိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ကြုံပြီးအောင်မြင်မယ်မတော်တဆထိရှားမှုယူဆရမယ်အပျော်လင်းလို့အန္တရာယ်ဖြစ်တတ်တယ်အသွာလာယူဆရမယ်အနောက်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့သုံးနိုင်ကြသတိထားရမယ်16ရက်နေ့စကားမတည်တဲ့သူတွေတွေ့မယ်သစ္စာဖောက်တဲ့သူတွေ စကားရှိတစ်မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့16ရက်နေ့မှာမထင်မဲငွေဝင်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလတ်လာပါကံဘဝကံတွတ်တဲ့မယ်16ရက်နေ့ကတော့ရန်တွေများနေတယ်ပဋိပက္ခတွေရှိနေတယ်မတော်တဆနေဂယူဆက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောင်းရကုန်တည်သွားစရာနေရှိတတ်တယ်မနဲ့လေးနိုင်ခွဲနဲ့6နိုင်ကြညနေမှာလည်းညနေလေးနိုင်ခွဲနဲ့ညနေ6နိုင်ကြအသွားလာဂယူဆက် 19ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့စိတ်ကူးစစ်တရားထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်တဲ့ဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်။အဲ့ဒီနေ့ကလုံးသမျှဂျန်စီသမျှအောင်မြင်မှာ20ရက်နေ့ကရတန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်။မတွေ့ဘူးထင်တဲ့သူတွေပြန်တွေ့မယ်။မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လည်တွေ့မယ်။ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရလဲထူးခြားတဲ့သတင်းတွေရလာနေတယ်။20ရက်နေ့ကတော့ အရံဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမန်းခြင်းတွေတည်ရှိနေတဲ့နေတစ်ခုဖြစ်တယ်။တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်။တင်ငါးခြောက်ကနဲ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်နှုတ်နဲ့ရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါ။နေ့စီပန်းပန်းရောင်တွေဖျားကတ်လူပြီးလိုရာဆုတောင်းဆုတောင်းပြည့်လိမ့်မယ်။ယေရှုတင်ပါတယ်။